အဲနောက်တစ်ချက်ပေါ့နော်နောက်တစ်ချက်ကတော့ vocal ဟိုဟိုပေါ့တချို့တို့ဒီ voice control ကောင်းအောင်ပေါ့နော်လေ့ကျင့်ဖို့လိုတယ်အဲဆိုတော့ lesson လေးဘယ်လိုလုပ်လို့ရလဲဆိုရင် do re mi fa note ပေါ့နော် do re mi fa so fa mi re do ဆိုတော့ဒါကတော့ note ကိုတချို့တို့စကားလုံးနာမည်နဲ့ဆိုတာပေါ့ do re mi fa ဆိုတဲ့နာမည်နဲ့ဆိုမယ်ဒါတချို့တို့ကတော့ voice control ကောင်းအောင်ဖြစ်တဲ့အတွက် do re mi fa လို့မဆိုဘူး e လို့ဆိုတယ်အဲ့တော့ e e အဲ့ဆိုဆိုတဲ့အခါမှာအီးအဲ့လိုမဆိုရအောင်အီးဆိုတော့ဘယ်တော့မှမသိဘူးအီးပဲကြားတာလေအဲ့လိုမဟုတ်တလုံးချင်းကိုတိကျအောင်ဆိုမှဖြစ်တဲ့အတွက်အီးအီးအဲ့လိုလုပ်လို့ရတယ်လုပ်ကြည့်မယ်နော်ဒီစလုပ်ကြည့်လုပ်ကြည့်တမီးလုပ်ကြည့်တက်စင်ညတော့တက်စင်ချင်းอีเน่เว้ยซะยาอีเน่เว้ยเชตะคอกแล้วไล่ไปแล้วโอเคๆอี โอเคမှန်သွားပြီဒါမဲ့တမယအီ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 ဆိုတော့ရက်ရက်သွားဟုတ်အီအီအီဟုတ်အီဆိုတော့ဒါမှဒီကနေဒီကအတန်ပြောင်းမှာဟုတ်ကဲ့ဒီလိုအီ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 ကြတော့သူရက်ရက်ပြီးရွှေ့တာဒီချက်တော့ရက်ပြီးမရွှေ့ဘူးဒီဒီကနေ control ကောင်းအောင်လုပ်တာဆိုတော့အီအော်ဒီနားလေးမှာခံစားမိရဲ့လွယ်သွားရဲ့နော်ဟုတ်ကဲ့ဒါမဲ့ smooth and soft ဖြစ်ရမယ်ဟုတ်ကဲ့အဲ့ဆိုအစိုးရဆိုတော့အများတန်းသူက လှနေရတလုံးချင်းလှအောင်ဆိုတာဖြစ်တဲ့အတွက်အီးဆိုမကြမ်းရအောင် smooth ဆိုတော့အီးအဲ့လိုလေးလုပ်ပေးရအများကြီးတော့ကျင့်ရမှာနေရှင်အရင်မကျင့်ရပါဘူးလွယ်ပါတယ်ပိတ်တက်ကတော့မြင်မယ်တဲ့ကျွန်တော်ကမှတင်တယ်ဟုတ်ကဲ့ရှင်ဟုတ်လွယ်ပါလေဟုတ်ကဲ့ဒီချက်ဟုတ်တခြားဘာရှိသေးလဲဒီချက်တင်အခြေခံလေးတွေပေါ့တခြားဟုတ်ကဲ့အဲ့ဒါတော့တင်းတင်းနဲ့ပို့ပို့တင်ချင်လားဟုတ်ကဲ့နောက်တော့လေရှူတာပေါ့နော်လေရှူမယ်ဆိုကျွန်တော်ဒီလိုပိုက်ထဲမှာရှူမယ်ဆိုတော့ဒီကိုပဲညှစ်မယ်ဒီမှာမညှစ်ဘူး အဲ့တော့များသောအားဖြင့်မှားတတ်တဲ့အရာကဒီမှာညစ်တယ်ဒီမှာညစ်တယ်ဒီနေရာတွေညစ်တယ်ဒီနေရာတွေမှာညစ်တယ်ဒီအပေါ်တွေမသွားဘောနော်အဲ့လိုမရအောင်တချင်းဆိုမှဆိုရင်အဆိုတော်ဆိုတာကသူက head မှာဆိုမှလား mix မှာဆိုမှလား chess မှာဆိုမှလားဆိုတဲ့ technique တွေရှိသေးတယ်ပေါ့နော်အဲ့အားလေးတွေကသိရင်ကိုယ့်အတွက်လွယ်တာပေါ့နောက်တစ်ခုကကြတော့တချို့သူတွေဆိုရင်စကားပြောလို့ရှိရင်နည်းနည်းအသက်ကြီးတဲ့အတန်ထွက်တယ်လीနော်ဟုတ်ကဲ့ဟုတ်အဲ့တော့ဒီလိုအောက်မှာစကားပြောလို့ ဲ့တော့သူလိုပြောတာပေါ့ဒီအနေပိုင်းမှာလာပြောတယ်အော်ဟုတ်ကဲ့နေကောင်းလားအဲ့လိုပြောတယ်ငယ်တာကျတော့ဒီနားလေးမှာလာပြောတယ်အော်ဟုတ်ကဲ့နေကောင်းလားဆိုဒီနားရောက်သွားအဲ့ဆိုအသက်ကြီးတဲ့အတန်ထွက်နေတချို့ကလေးမလေးတွေကငငငယ်လေးပဲဒါပေမဲ့အတန်ကြီးရယ်လေးအော်နေအဲ့ဒါတော့ဒီအောက်မှာပဲပြောလို့အဲ့တော့ဒီအပေါ်မှာလာပြောလို့ရှိရင်သူက အတန်ငယ်သွားအဲ့တော့တမီးတို့လိုမျိုးဟိုချစ်ဆရာကောင်းတဲ့အတန်လေးထွက်လာဒါကိုကတိုင်းပြောနေလို့တောင်မသိရရနော်တကယ်တမ်းပြောကြည့်ရင်ကိုခုနကချေပြောသူပေါ့နော်ဘယ်နာအတန်လည်းပြောနေရလဲဆိုတာသတိထားမိရနော်ဟုတ်တယ်တချင်းဆိုရင်လည်း high note တွေကိုဒီမှာဆိုမှာလားဒီမှာဆိုမှာလား